အရင်ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦးတာဝန်ယူခဲ့တဲ့မွန်ပြည်နယ်စီရင်တာယာရေးဝန်ကြီးဌာနနဲ့စောက်လုပ်ရေးဝန်ကြီးဌာနနှစ်ခုအတွက်ဝန်ကြီးခန့်အပ်ဖို့ပြီးခဲ့တဲ့မတ်လ3ရက်နေ့ကပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ262အရဝန်ကြီးချုပ်ဟာတက်ဆိုင်ရာတိုင်းနယ်ပြည်နယ်လွှတ်တော်ရဲ့အတီးပြုချက် ရရှိပြီးသူကိုပဲဝန်ကြီးအဖြစ်ခန့်အပ်ဖို့နိုင်ငံတော်သမ္မတထံတင်ပြရမှာဖြစ်ပြီးဝန်ကြီးဌာနအမည်ပြင်ဆင်ပြောင်းလဲတာကိုနိုင်ငံတော်သမ္မတကပဲလုပ်ပိုင်ခွင့်ရှိတာဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာပြည်내အစိုးရအဖွဲ့ကဝန်ကြီးဌာနအမည်ပြင်ဆင်ပြောင်းလဲဖို့နဲ့လက်လက်နေတဲ့ဝန်ကြီးဌာနနှစ်ခုမှာလက်ရှိအစိုးရအဖွဲ့ဝင်ဝန်ကြီးနှစ်ယောက်ဖြစ်တဲ့ဦးမင်းထင်အောင်ဟန်နဲ့ဦးဝနာကျော်တို့ကိုယာယီတာဝန်ပေးအပ်ဖို့တင်ပြလာရာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်သမ္မတရဲ့အဆိုပြုချက်ပါဖို့လိုအပ်ပြီးမပါတာကြောင့်လွှတ်တော်ကအတိမပြုပေးဘဲမှတ်တမ်းတင်ခဲ့ပါတယ်။ဒါပေမဲ့လည်းမက်ချ်လ3ရက်နေ့ညနေပိုင်းမှာမွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့လက်မှတ်နဲ့ မုံမြင့်ရဲ့စီရင်တရားရေးဝန်ကြီးဌာနကိုလျက်စစ်စွန့်ရင်နဲ့စက်မှုဝန်ကြီးဦးမင်းထင်အောင်ဟန်စောက်လို့ရေးဝန်ကြီးဌာနကိုစီမံကိန်းနဲ့ဗန္ဒာရေးလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီးဦးဝနကျော်တို့ကိုပူးရဲတာဝန်ပေးလိုက်တယ်ဆိုတဲ့စာကိုထုတ်ပြန်ခဲ့ပါတယ်။ဝန်ကြီးဌာနတွေကိုပြင်ဆင်ဖွဲ့စည်းတာဟာနိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်ဖြစ်ပြီးဝန်ကြီးချုပ်ရဲ့လုပ်ပိုင်ခွင့်မဟုတ်တာကြောင့်အစိုးရရုံးကပြင်ဆင်ဖွဲ့စည်းလိုက်တာဟာဥပဒေနဲ့မညီဘူးလို့ပေါင်မြို့နယ်ပြည်နယ်လှုပ်တော်ကိုယ်စားလှယ်ဦးထွန်းမင်းအောင်က ဝေဖန်ထောက်ပြလိုက်ပါတယ်ဖြစ်ရမှာကအကယ်၍ဟိုဝန်ကြီးအသက်ခံမယ်ဆိုရင်အခုကစီပင်းနဲ့ဆောက်တဲ့ဝန်ကြီးဌာနကဝန်ကြီးကသူကနှုတ်ထွက်သွားတယ်အဲအဲ့ဒီဝန်ကြီးကဦးမမေဦးလေအဲသူကနှုတ်ထွက်သွားကြအောင်ဒါလက်လန့်တယ်လက်လန့်တာကိုအသက်ခံရင်တော့ဝန်ကြီးရဲ့လုပ်ပိုင်ကဝန်ကြီးကလူရွေးမယ်ရွေးပြီးလွှတ်တော်ရဲ့ဒီဘူဂျက်ရယူမယ်အဲ့ဒီလူနာမည်စာရင်းကိုတမရအောင်ပို့မယ်တမရကအသင်းဆောင်နဲ့ဟိုခန့်အပ်တောင်းပေးမယ်အဲအဲအဲ့ဒါကဝန်ကြီးလုပ်လို့ရဒီလိုပြင်ဆင်ဖြည့်ဆွဲတာကတမရကနေပြီး ပေးလာမှာတွတ်တော်ကလုပ်ပြရမှာတွတ်တော်ကအတိမပြုတ်ရသေးတဲ့ကိစ္စတစ်ခုကိုလောက်ထုံးနေနေမကြီးတဲ့ကိစ္စတစ်ခုကိုဒီအစိုးရဘက်ရုံကဒီလိုပဲဆန်ထိုးပြီးထုတ်တော့ဒီဥစ္စာကဟိုမြစ်တဲကြောက်လိုင်းစင်ထုတ်ပေးတာမဟုတ်ဘူးဒီလိုရိုးရိုးကိစ္စမဟုတ်ဘူးဒီဟာဝန်ကြီးဌာနအတိရှိပြီးတဲ့ဥစ္စာကိုသူကဒီလိုဒီလိုရောမင်းအတာယူမင်းအတာယူအဲ့လိုပေးလိုက်တဲ့ဥစ္စာကဘယ်လိုမှလုပ်လို့မရအောင်သူကဒါကဒီဌာနတွေကိုပြင်ဆင်လိုက်လို့ခေါ်တယ် တာဝန်ပေးလို့လည်းမရဘူးခန့်အပ်လို့လည်းမရဘူးဒီတာဝန်ပေးတာတို့ခန့်အပ်တော့ဆိုတာခြံဥပဒေမှာရေးထားတာအတိတ်လင်းနိုင်ငံတော်သမ္မတပဲလုပ်လို့ရတယ်ဝင်းဌာနတွေကိုပယ်ဖြတ်တာနဲ့ပြင်ဆင်ဖွဲ့စည်းတာဟာနိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်권ဖြစ်ပြီးအစိုးရအဖွဲ့ရဲ့လှုပ်ဆောင်ချက်ဟာလုံထုံးလုံနီးနဲ့မညီဘူးလို့မွန်ပြည်နယ်လွှတ်တော်ရဲ့ဥက္ကဋ္ဌဒေါ်တင်ဤကပြောပါတယ်တမ်ရရဲ့အစိုးပြချက်ပါလာလို့ရှင်အတီတို့ကအတီပြပေးမယ်။နေကခုနအတီပြောသလိုပဲလုံထုံးလုံနေနဲ့မညီဘူးနော်။ နိုင်ငံတော်တမန်ရစီကအဆိုပြုချက်မတွေ့ရဘူး။ဝန်ကြီးချုပ်ဒေါက်တာအေးဆန်ကတော့သူ့ရဲ့လှုပ်ဆောင်ချက်ဟာဖွဲ့စည်းပုံနဲ့ကိုက်ညီကြောင်ပြောပါတယ်။ဝန်ကြီးတရားဝန်ကြီးခန့်မယ်ဝန်ကြီးဌာနပြင်ဆင်ဖွဲ့စည်းမယ်ဆိုလို့ရှိရင်နိုင်ငံတော်တမန်ရစီကိုဝန်ကြီးချုပ်ကတင်ပြတည်ပြုချက်ယူရတယ်။ဘဒူဘဒူတွေကိုကျွန်တော်တို့အနေနဲ့ခါပါတယ်ဆိုပြီးတော့တမန်ရကိုစာတင်ရတော့တမန်ရကပြန်ပြီးတော့ကြားလာတယ်။ကြားလာတယ်ကြားအတိတ်တမန်ရအတိမပြုပါတယ်ဆိုလို့ရှိရင်အဲ့ဒါတော့ဒါသူ့ကိုတင်တယ် ကျွန်တော်တို့ကဝန်ကြီးချုပ်ကဟုတ်တယ်လားဝန်ကြီးဌာနဖွဲ့စည်းပုံကိုရွေးပေးရတယ်ဝန်ကြီးကိုရွေးပေးရတယ်နိုင်ငံတော်သမ္မတအတည်ပြုခွင့်အရတယ်ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းတွေမှာမျိုးတော်ဝန်တွေခန့်အပ်တယ်လို့တိုင်းနယ်ပြည်နယ်တွေမှာစီရင်သားရေးဌာနကိုဝန်ကြီးဌာနအဖြစ်တက်သက်စီထားကြပါတယ်ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာဗဟိုချုပ်ကိုင်မှုကင်းပြီးလုပ်ပိုင်ခွင့်ရှိတာဟာစီရင်သားရေးဝန်ကြီးဌာနဖြစ်တာကြောင့်ပူရဲတာဝန်ယူတာမျိုးမဟုတ်ဘဲဝန်ကြီးတက်သက်ခန့်အပ်စေခြင်းတယ်လို့ ကိုယ်စားလှယ်ဦးထွန်းမင်းအောင်ကပြောပါတယ်မင်းစပယ်လို့ခေါ်တဲ့စီမင်းသားရေကလူသူဝန်ဆောင်မှုနေစဉ်ပေးနေရတယ်လူသူတိုက်ရတီတူနေလုပ်ငန်းနဲ့အရန်ချက်ပြလာပြီးလို့ရှိရင်တခုတည်းသောမြန်မာနိုင်ငံမှာအဲဘိုးဆိုးရချုပ်ကင်မှုမရှိတဲ့ဒီပြည်နယ်တွေကိုခွဲပေးထားတဲ့ Federal ပုံစံပေးထားတဲ့အဲကိုပြည်နယ်မှာကိုကျွန်းကျူစားလောက်ကိုကိုတိုင်ဦးစီးရတဲ့ဒီစီမင်းသားရေဝန်ကြီးဌာနက ခွဲပေးတာအရေးကြီးလို့ပဲရောင်းဝမ်ဆိုမြို့တော်ဝန်မန္တလေးမှာဆိုမြို့တော်ဝန်ခတယ်တိုင်းနယ်ပြည်နယ်တွေမှာဝန်ကြီးခတယ်အဲ့ဒီလိုမျိုးအရေးကြီးတဲ့ဌာနကိုမေဂျာပေါ့လူတို့နဲ့ထိတွေ့တဲ့လုပ်ငန်းဖြစ်တဲ့ဘတ်ဂျက်တုံးတာလည်းရမ်းများတယ်ဒီစီပင်တို့ဆောက်လို့အဲ့ဒါကိုတီချာစီပင်ဝန်ကြီးပုံစံပေါ့စီပင်သားရဲ့ဝန်ကြီးကိုထားတဲ့တယ်အရင်ကမွန်ကြီးနဲ့စီပင်သားရဲ့ဝန်ကြီးဌာနနဲ့ဆောက်လို့ရဝန်ကြီးဌာနနှစ်ခုကိုဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦးကပူးတွဲတာဝန်ယူခဲ့ပြီးလှုပ်ဆောင်မှုတွေအားနေပြီးအလုံးမဖြစ်တာကြောင့်ဝေဖန်မှုတွေဖြစ်ခဲ့ပါတယ်ခင်ဗျာ